အရင်ပေါ်ကုသမှုခံယူနေရတဲ့သားလေးကြောင့်ငိုကြွေးနေရတဲ့ချင်မောင်းတဲ့ဖက်ကြီးမှာကံကောင်းလက်ကောင်းစေတဲ့သားလေးကိုမွေးဖွားခဲ့ပေမဲ့အရင်ပေါ်ကုသမှုခံယူနေရတဲ့သားလေးရဲ့ကျန်းမာရေးအခြေအနေကြောင့်မျက်ရည်မမဆဲနိုင်အောင်ဖြစ်နေရတာကအချင်မောင်းတဲ့ဖက်ကြီးမှာဖြစ်ပါရည်။ အားလုံးသိကြတဲ့အတိုင်းအခုမွေးထားတဲ့ဖတ္တိမရဲ့ရှင်သွေးလေးဟာဖတ္တိမဘဝကိုပြောင်းလဲစေတဲ့တားကောင်းရတနာလေးဖြစ်ပါရည်အခုချိန်မှာဖတ္တိမဟာတဏ္ဍာရီကလုံးကတည်တဲ့ချက်မောင်းတဲ့ဖတ္တိမဖြစ်နေပါပြီဒီမတိုင်ခင်မှာဖတ္တိမမှာဥပိန်တရာမှာဇေယောင်းနေရပေမဲ့ဇေယောင်းမကောင်းလို့ကြွေးတင်နေတာပါဒါပေမဲ့ဗိုက်ထဲမှာရှိတဲ့တားလေးကချစ်ချင်းတက်ကတံမြာသီးလှုပ်ရှားပြီးတစ်တော့မှတင်ပြီးမှတဟုန်တိုးနမဲကြီးသွားတာပါ အဲ့နာမှာတော့ဖတ်တီမရဲ့တံမြာတိတုတ်ဟာတနင်္ဂနွေလုံးတိုင်းတာနဲ့နမည်ကြီးသွားတာပါဖတ်တီမတံမြာတိတုတ်ရောင်းချတဲ့ဥပိန်တထားကြီးနောက်မှာဆိုရင်အချင်းမောင်းတဲ့မရေတွက်နိုင်အောင်များပြခဲ့ပါတယ်ဒါပေမဲ့ဖတ်တီမတံမြာတိတုတ်ကသာလက်မလင်အောင်ကိုမရောင်းချရတာပါဒါကလည်းဖတ်တီမရဲ့ကံနဲ့ဗိုက်ထရကလေးလေးရဲ့ကံကောင်းမှုသူမရဲ့လက်ရကောင်းမှုကြောင့်ပါပါတယ်ဖတ်တီမရဲ့တံမြာတိတုတ်ဟာဝယ်ယူသူတွေတနေ့တနေ့ကိုရှာနေချီပြီးတော့ဝယ်စားကြတာပါဒါကြောင့်လည်းဖတ်တီမရဲ့တရက်ဝင်ငွေဟာစိတ်သိမ်းလောက်ကိုမရရှိတာပါ ဒီလိုရရှိတဲ့ငွေတွေနဲ့လေဖတ်တီမဟာအလူကျန်းနေလောက်ကနိုင်ငံကျော်ဆယ်လီဖြစ်သွားတာလေဖြစ်ပါရည်အထူးသဖြင့်ငယ်လင်ပေးမှလည်းမန်လီမြို့မှာလူတွေအတိဒုက္ခရောက်နေကြတာကိုမကြည့်ရတဲ့တွင်သူမဇီအောင်ကအနှစ်နှစ်ကာလစူဆောင်းထားတဲ့ငွေသိန်း90ကိုပါဝင်လူတန်းပေးသွားတာဖြစ်ပါရည်ဒါကြောင့်လေပြည်သက်တရားတော့ဖတ်တီမရဲ့ဖြူစင်တဲ့စိတ်ဓာတ်လေးတစ်ခုကိုလေးစားခဲ့ကြတာပါဒါပြင်ဖတ်တီမကဖျားတဲဖို့သိန်းတရာထုတ်ခါလူတန်းခဲ့ပါသေးတယ်ဖတ်တီမဆိုရင်နိုင်ငံကျော်နုပညာရှင်တွေဆယ်လီတွေကအစချစ်ခင်အားပေးကြတနာကြတာဖြစ်ပါရည် ယ်။အထူးသဖြင့်ဥပိန်တတာမှာအကျွေးပက်လေဝိုင်းရင်တာမင်ချက်မောင်းရောင်းနေတဲ့ချက်မောင်းတဲ့လေးတူဟာဗိုက်တင်းဟာကလေးရဲ့ကန်ဆာတာကြောင့်လေနိုင်ငံကျော်ဆယ်လီဖြစ်သွားတာဖြစ်ပါရယ်။အခုခါမှာတော့ဖတ်တီမာရဲ့လာချင်းကောင်းတော့ကလေးလေးကိုဝေးပွားခဲ့တာပါ။ဒါပေမဲ့ဖတ်တီမာရဲ့ကလေးငယ်လေးဟာအရေးပေါ်အခန်းထဲမှာထစ်ထားခံရတာဖြစ်ပါရယ်။ဒါကလေးဖတ်တီမာကလေးငယ်ကိုနေမစီပင်နဲ့အရေးပေါ်ခွဲမိလိုက်ရတာကြောင့်ပါ။အစောပိုင်းမှာတော့ဖတ်တီမာကကလေးကိုသဘာဝတိုင်းအစိမ့်နိုင်မွေးဖို့အတွက်စောင့်ဆိုင်နေကြတာဖြစ်ပါရယ်။ဖတ်တီမာကလေးမွေးကန်ဒီမှာဖတ်တီမာရဲ့ခင်မ န်းတွေကလည်းရောက်ရှိလာတာပါ။ဒါပေမဲ့ဖက်တီမာရဲ့ဘိုက်ချင်းတွေကြောင့်ကလေးကိုနှိမ့်စေပဲနဲ့ခွဲမွေဖို့ကြောင်းဖန်လာတာဖြစ်ပါတယ်။ဒါကြောင့်လေဖက်တီမာကဘိုက်ကိုခွဲမွေရတာပါ။ဒီလိုနှိမ့်စေတဘာဝအတိုင်းမဟုတ်ပဲဘိုက်ခွဲမွေလိုက်တာကြောင့်လေဖက်တီမာရဲ့ရင်သွေးလေးဟာစမရင်မကောင်းမဲနဲ့အရေးပေါ်ခန်းထဲမှာထိထားရတယ်လို့သိရပါတယ်။ဒါကြောင့်လေဖက်တီမာဟာသူမရဲ့လာချင်းကောင်းသောတားလာယန္တနာလေးကိုအဝါပွေချီခွင့်မရဘဲနဲ့၃နာရီတခါသာတွေ့ရတယ်လို့ပြောလာတာပါ။ဒါကြောင့်လေဖက်တီမာတယောက်တော်တော်လေးကိုဝန်းနေချီခွင့်နေရပါရဲ့။ အထူးသဖြင့်သူမဘွားကိုကောင်းချိုးပေးကပြောင်းလဲစေတဲ့သားလေးတစ်ခုခုဖြစ်မှာကိုဖတိမကစိုးရင်နေရှာတာပါ။ဒါကြောင့်ဖတိမကငိုရိုကမျက်ရည်နဲ့မျက်ခွဲဖြစ်နေပြီးသားလေးကိုကျမ်းမာရေးကောင်းကအသက်ရှည်စွာကြီးပြန်လာဖို့ပရိသတ်တွေဆူတောင်းပေးကြဖို့တောင်းဆိုထားပါတယ်။ပရိသတ်တွေကတော့သားလေးတွေပူဆွေးတော့ကရောက်နေတဲ့ဖတိမတွေစိတ်မကောင်းဖြစ်ခါဝမ်းနေနေကြရတာပါ။ဖတိမကကလေးကိုခွဲမွေးပြီးမှ အခုချိန်ကလေးဟာတက်ကင်ရဖို့ရေးပေါ်ခန်းထဲမှာထားထားခင်ရတယ်လို့ဆိုပါရီဗီဒီယိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောတားလေးအတွက်ကိုကြွေးနေရတဲ့ဖတိမပေါ်မှာဆူတောင်းပေးလိုက်ကြပါအောင်ရှင်